နိုင်ရည်ကံပြူဟာကုန်းတွင်စကောင်စီတပ်ဖွဲ့ဝင်များအေအထံလမ်းပြူထောင်းလက်နှက်ချမကွေးတိုင်းအမ်းပဒန်းလမ်းမပေါ်ရှိနိုင်ရည်ကံပြူဟာကုန်းမှာစစ်ရဲရလွန်ရေးပါတဲ့စကောင်စီတပ်ဖွဲ့ဝင်တွေဟာအရခတ်တော်တော်အေအေထံအလံပြူထောင်းကလက်နှက်ချလင်းဝင်မှုတွေဇက်တိုက်ရှိနေတယ်လို့အေအေက ထုတ်ပြန်ခဲ့ပါတယ်။အရခတ်တတော်ဟာနိုင်ရည်ကံပြူဟာကုန်းတွင်တိမ့်ပိုက်ရန်ကြံရှိတယ်။နေရာအနှဲငယ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စကောင်စီတပ်သားများဟာ အလစ်အငိုက်ထွက်ပြေးနေရတယ်လို့သိရပါတယ်။အောက်တိုဘာ18ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာအေအေထံလက်နက်ချလင်းဝင်လာခဲ့တယ်လို့အချို့ကလည်းတိုက်ပွဲအတွင်းစစ်တုံမှန်းဖြစ်ဖမ်းဆီးရမိခဲ့တယ်လို့အေအေကဖော်ပြထားပါတယ်။အေအေဤဓာတ်ပုံမှတ်တမ်းများအရလက်နက်ချအလင်းဝင်လာသူနဲ့စစ်တုံမှန်းဖြစ်ဖမ်းဆီးရမိသူ စုစုပေါင်း၁၁ဦးရှိပြီး၎င်းတို့ကိုစစ်တုံမှန်းဥပဒေနဲ့အညီကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တစ်ဖက်တွင်လည်းစစ်ကောင်စီတပ်ဟာအေအေနဲ့တိုက်ပွဲများတွင်အကြိမ်ကြိမ်ရှုံးနိမ့်နေပြီးနိုင်ငံကံပြူဟာကုန်းကိုထိန်းနိုင်ရန်အတွက်လေချောင်းပစ်ကူများကိုအဆက်မပြတ်အသုံးပြုနေတော်လဲအေအေစစ်တီများကထိရောက်တဲ့တံပြန်ခုခံစစ်နဲ့အတူထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့မတရားဆူဆောင်းမှုဖြင့်စစ်မှုထမ်းနေရသူများအနေနဲ့အေအေသို့မဟုတ်နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံဆက်သွယ်ကလက်နက်ချအလင်းဝင်လာကြဖို့ အေအေကအတိပေးတိုက်တွန်းထားပါတယ်ရှင်။